ဟုတ်ပြီရှာတပီးတော့အတုံးခွာဘုရားရိတ်တာပါလာတဲ့ယောဂီတော်နွဲ့နွဲ့ဝင်အသက်63နှစ်ပါဖြင့်မနေ့ကလျှောက်ထားတယ်မနေ့ကလျှောက်ပါလေဟုတ်ပါဒီမြင်လေထက်လျှောက်နော်ဒီနေ့ကကျတော့တပီးတော့မနကဆရာတော်ဖရာရဲ့တရားပေါ်မှာလည်းအာယုံစိုက်ပြီးတော့မကင်ရှင်းပါဖြောင်းဖြောင်းသွားတင်မဖရာမကင်ရှင်းပါဖြောင်းဖြောင်းသွားပေါ်မှာလည်းဟိုညင်နဲ့စူးစိုက်နာခဲ့ပြီးတော့ နေမဲ့ဆရာတော်ကြီးပါချုပ်ဆရာတော်ကြီးဟောတဲ့ဒီခဏိကသမာဓိခဏိကသမာဓိနဲ့ဝိပဿနာဝိပဿနာသမာဓိနဲ့အမထသမာဓိကြောင့်ခွဲခြားခြားဟောတဲ့အခါမှာဝိပဿနာသမာဓိဟာတမထမပါပဲခဏိကသမာဓိပညာလန်းတက်တက်နဲ့တွားတယ်လို့ဆရာတော်ဖျားကြီးကလမ်းပြပြီးတော့ဟောပါနဲ့ဖျားတပည့်တော်ဟောအဲ့လိုဟောတဲ့အခါမှာလဲစူးဆိုင်ပြီးတော့ ထောက်လျှောက်နာတဲ့အခါကျတော့အတိလေးတွေဟာပိုပြည့်စုံသွားတယ်ဗျပြည့်စုံသွားပြီးတော့နောက်တစ်ချိန်တရားထိုင်တဲ့အခါမှာတပည့်တော်အမှန်တတိဟိုအဲ့ဒီဝိပဿနာဉာဏ်ခဏိကတမာတိလေးနဲ့ဟိုစိတ်စိတ်လေးပို့ပြီးတော့စိုက်ရှုလိုက်တဲ့အခါမှာရှုနေရှုနေရှုနေနေဗျာကိုကတော့လွတ်ချထားတဲ့အတွက်တဘာဝတရားလေးတွေဖောက်ပြန်တာလေးတို့ကအမြဲကြည့်နေရဆိုတော့ ြည်နေနေမှတ်နေတာဆိုတဲ့အခါကျတော့အဲ့ဒီခါမှာပြီးတော့ဘူးဖြစ်သွားနေဆိုတော့ဟိုပေါ့နော်မိနစ်40လောက်ပေါ့ဗျာမိနစ်40လောက်ဖြစ်သွားတဲ့အခါမှာတပည့်တော်ရဲ့ဒီဖောက်ပြန်တာကတော့အမြဲတူပုံမှန်အပြားတစ်ထောက်စာမရှိအောင်အမြဲတမ်းပြောင်းလဲတဲ့တဘာဝတရားလေးရတော့အမြဲဖောက်ပြန်ပြနေမှာဖြစ်တပည့်တော်ဟိုင်းဖောက်ပြန်တဲ့တရားလေးပေါ်မှလေဟိုဟာ တိနေတဲ့ဟာအာယုံကြီးလည်းရှိတယ်ဒါပေမဲ့အဲ့ဖောက်ပြန်တဲ့တဘာဝတရားလေးလည်းသူ့သဘောနဲ့သူ့ကိုပုံနာကျင်ကြိုက်ခဲထုံကျင်ပုံအများဆုံးတော့ဝါရော့အဘောတက်ပေါ်ယူစီရရလေတကူလုံးမှပြန့်နှံ့ပြီးတော့ကြံနေတယ်လို့ပူချိန်းတာတွေဟိုအဖေါ်ဖောက်ပြန်တဲ့တရားလေးတွေအပြားချစရာမရှိအောင်ကြံနေတယ်လို့ဒါပေမဲ့သူကလည်းသူ့တဘာဝသူ့သဘောအတိုင်းကိုဟိုကထားပြီးတော့ စိတ်ကလေးကကြတော့လေဖေကဒါလေးတော့လည်းမပြတ်သွားပဲနဲ့စိတ်ကလေးကလည်းတည်ကြည်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့တပီတော့ဟိုခံစားရတာတော့စိတ်ကလည်းစိတ်ကလေးတသက်နဲ့တည်ကြည်ပြီးတော့ရက်နေတယ်ဖေကဒီဖောက်ပြန်တဲ့သဘောတရားသဘာဝလေးရလေသူ့သဘာဝအတိုင်းဟိုဖြစ်နေတာ ਉਹ လေကိုကဟိုမြင်နေရတယ်ပေါ့နော်ဒါပေမဲ့စိတ်ကလေးကတည်တံ့ပြီးတော့တဏှာထဲမှာခိုင်ကြည့်ပြီးတော့ ရင်ထဲမှာလည်းဘဝင်ထဲမှာလည်းရှင်းပြီးတော့ဘယ်လိုပြောမလဲဟိုငိမ့်ချင်ပြီးတီကြီးခိုင်ခန့်တော့တာကိုတွေ့ရတယ်ဖေအဲ့လိုပေါ့ဟိုမိနစ်ပိုင်းလေးပေါ့နော်အဲ့လိုလေးတီကြီးခိုင်ခန့်ပြီးတော့တွေ့ပြီးတဲ့အခါမှာတပြိတော့ဒီစိတ်ကလေးရပေါ့နော်တဘာဝတရားလေးရတာဖောက်ပြန်တာလေကိုကတိနေတယ်တိနေတဲ့အတိုင်းဒီစိတ်ကလေးရလည်းဆရာတော်ဘုရားပြောသလို ဒီဘက်လည်းမပင်နဲ့ဒီဘက်လည်းမစွဲနဲ့ဆိုတယ်မိစိမပြိပလာအလေလံပေါ့ကိုကတက်တဲ့ရောက်နေတယ်လို့အဲ့လိုကိုကအဲ့လိုနှလုံးဝင်ထဲမှာကြည်လင်ပြီးတော့ပေါ့တပီတော့ရဲ့ခံစားချက်ထဲမှာတော့ဟိုတည်တတ်နေတာပေါ့ဗျာဒီဘက်ကလည်းမပယ်ဘူးမစွဲတဲ့အတွက်တဘာဝတိုင်းဖောက်ပြန်နေတာကိုအလိုလိုသိနေတယ်လို့စိတ်ကလေးကလည်းတည်ကြည်ခိုင်ခက်နေတယ်ဟာလေးကလည်းဒီဘဝင်မနော်ထဲမှာလည်း ဘယ်လိုပြောမလဲရှင်းပြီးတော့အမြင်ရှင်းပြီးတော့ကြည်လင်ပြီးတော့တည်တဲ့နေတဲ့တဘာဝမျိုးကိုတွေ့ပါလေဖေ။အဲ့လိုတွေ့လိုက်ပြီးတော့ခါကျတော့တပည့်တော်ဟိုဆရာတော်ဘုရားကြီးဟာတတိပီးပါလေ။တရားချလို့ရပြီဆိုတော့တပည့်တော်အဲ့လိုလေးတွေကိုတုံးတက်ပြီးတော့ဝင်းနေစိတ်ကတခါလေပေါ်လာတယ်ဖေ။ဝန်တာဝန်နေပေါ့ဖေ။ဝန်တာဝန်ဝန်နေကဘယ်လိုဖြစ်တာလဲဆိုတော့အော်ငါဒါဆုံးဖြတ်ချက်ငါချလိုက်နိုင်တယ်။ ငါမင်းစိမပြိပဒဆရာတော်ဖျံပြောတယ်မက်ကင်နန်းဘုံငါရောက်တာပဲဒါရောက်လို့ပဲဆိုတာကိုတပည့်တော်ဟိုစုံပြည့်ချက်ချလိုက်မိတာပေါ့ဗျာအဲ့ချိန်မှာခါတယ်လက်ခနဲ့ဝင်းနေဝန်တာစိတ်ကြီးဖြစ်ပြီးတော့မျက်ရည်တွေကလည်းဘူဘူဘောက်ဘောက်အလိုလိုကျလာပြီးတော့ဝင်းနေစိတ်ကြီးခံစားရပါပဲနှစ်တည်းလည်းထွက်ပါတယ်ဗျာဘူဘူဘောက်ဘောက်နဲ့မျက်ရည်ကလည်းမစဲနှံအောင်ကျပြီးဝင်းနေဝန်တာဖြစ်ပါတယ်အဲ့လိုဖြစ်လာတဲ့အခါမှာတပည့်တော်ဟာ တပည့်တော်ရဲ့မိခင်ကြီးကတဲ့85နှစ်ရှိပါပြီဖေ။တရားလုံးနေမဲ့သူအားထုတ်လာတာအခုထိလဲတတိလည်းမလွတ်ပါဘူး။ဒါပေမဲ့အဲ့ဒီပေါ့ဟိုတပည့်တော်တို့ယောဂီအများစုကဗမာခန့်နေလဲဆိုတော့အဲ့ဒီဝိပဿနာဉာဏိကနဲ့အားထုတ်တဲ့နည်းနဲ့တမထဉာဏိကဟိုဥပ္ပဇာနဲ့အဲ့ဒီဥပ္ပဇာတမာတိနဲ့အဲ့ဒီတမာတိနှမျိုးပေါ့ဗျာ။အဲ့ဒီတမာတိနှမျိုးနဲ့ ပဲလဲနေကြတော့ဗျာအခုလိုပညာနဲ့ပိုင်းဖြတ်တဲ့မက်ကင်နန်ပေါ့မက်ကင်နန်နဲ့ဖြတ်တဲ့ဟာမတွေ့ခဲ့ရပါဘူးဗျာတပည့်တော်ကအဲ့ဒါလေးကိုမြင်ရှင်းပြီးတော့တိလိုက်တဲ့အခါမှာအရင်ဆုံးမိခင်ကြီးကိုအရင်ပေါ့နော်အသက်ကလည်း65နှစ်ရှိပါပြီဖေရသူအဲ့ဒီလိုမျိုးပိုင်းပိုင်းဖြတ်ဖြတ်အမေမတိခဲ့ရလိမ့်ချင်းပေါ့နော်ကိုလည်းတရားတွေအထုတ်လာပြီးတော့အခုမှဒီလမ်းပေါ်ကရောက်ပါလားဆိုဝင်းတာဝင်းနေစိတ်နဲ့ဟဲ့လား ခံစားချက်နှမျိုးနဲ့ပြီးတော့ဟိုဖြစ်ခဲ့ပါလေဖေ။အဲ့တော့မဂ်ဂင်ရှိပါကိုဖြောင်းဖြောင်းသွားတက်သွားတာပေါ့နော်။တင်မှာဖေ။ကျွန်တော်ကမဂ်ဂင်ရှိပါကိုကျွန်တော်ကကြားဘူးလား။ကြားဘူးပါလေဖေ။တမာဒိဋ္ဌိအဲ့ပညာမဂ်ဂင်ပညာမဂ်ကင်နှစ်ပါးတမာရီမဂ်ကင်၃ပါးတိလမဂ်ကင်၃ပါးအဲ့လိုလေတိပါတယ်ဖေဟာမဂ်ကင် မက်ကင်ကကြားဘူးတဲ့မက်ကင်ရှစ်ပါးနဲ့ဦးရင်းကူအရိယာမန်နိုင်မှာမက်ကင်ရှစ်ပါးဖုံးမြောက်ခေါ်တဲ့မက်ကင်ရှစ်ပါးနဲ့ဘယ်လိုကွာချမှုရှိချမ်းမှုပြီးတော့တည်တဲ့ဟိုမက်ကင်ရှစ်ပါးခံလန်းချောင်းနဲ့တမယိုးချာလိုက်ခဲ့တဲ့အတွက်ကိုဟို ထိထိမိမိခုလို ပြက်ပြက်သားသားဟိုလမ်းပေါ်မရောက်ဖ ೇನೆ ရှေလျားစွာခယူဝေးသွားလို့ပါပဲဖေဟာအခုလိုဆရာတော်ဖေဟာကမက်ကင်ရှစ်ပါးဖြောင်းမြောက်သွားဆိုရယ်တရားနဲ့ကြတော့ ိုဖြက်လန်းနေကွာဟိုအရင်ရောက်သွားတယ်လို့မျိုးအားပါအားရှိတာပါရှိတာပါလေဖြစ်อืมအဲ့တော့ဦးဇင်းနှစ်ပိုင်းနှစ်ခေါက်ထပ်မေးကြရရှိတယ်အရင်တော့ရှောက်ရဲသားနဲ့ဘာလို့မရဘဲနဲ့ကြားနေရလဲအခုကရှောက်တာကတရက်ထဲနဲ့နှစ်ရက်ထဲနဲ့ဘာလို့မြန်ပြီးတော့ရောက်တာလဲအဲ့ဒါဓမ္မကြီးရဲ့တိတိလောက်လေးပြောပြပါအရင်တော့ကြာလဲကြာတယ်ပင်လဲပင်မဲနဲ့မရောက်ဘူးအခုကမြန်လဲမြန်တယ်မှန်လဲမှန်တယ်ရောက်လဲရောက်တယ်အဲ့ဒါဘာကွာချမှုရှိဘူး ဘာကမှုရှိလဲဆိုတော့တပည့်တော်တို့ကသမထအမိကလန်နေရှောက်ခဲ့လို့ပါဖေ။အခုကျတော့ဟိုဝိပဿနာယာနိကလန်မို့တက်တက်မမဟိုရောက်လာခဲ့လို့ပါဖေဒီလိုမြင်ပါလေဖေ။ဟုတ်ပါဘူးအဲ့တော့ဒီတရားနဲ့ပတ်သက်ပြီးတော့ဒီမှာဓမ္မရခိုင်ရဟန်လားလားသာသာ၃ခွာနော်၃ခွာနေလာကျင်းရတဲ့အပေါ်မှာဒီဥဒီအရိယမန်တရားစကန်ကိုဝင်ရတဲ့အပေါ်မှာနှစ်ရက်ထဲနဲ့ဓမ္မကြီး အဲခံစားချက်နဲ့ဓမ္မကြီးရဲ့လူချင်းတဲ့တရားတွေကြာခိုင်တော့ဘလောက်ကြောင်ရခဲ့ပြီ။တပည့်တော်ကတော့ပြည့်ဝရရှိခံစားရတဲ့ကိုမှတ်ပါတယ်ဖြစ်။ဟုတ်ပြီအခုသိရင်အပေလေးဘုံငယ်ရှိတဲ့ကြာနိုင်သေးလား။ကြာနိုင်စရာမရှိပါဘူး။ဟုတ်ပါဘူး။ရင်တော့အဲ့လိုမျိုးအာမခံနိုင်လား။မသေးကြပါဘူးဖြစ်။မသေးကြဘူး။နော်အခုတော့ကိုယ့်ရဲ့ကိုယ်တောင်းတောင်းမြည်အောင်အာမခံနိုင်သွားပြီနော်။တင်မှဖြစ်။အဲဟုတ်ပါပြီ။ဦးမြတ်ကမ္မထံပြောင်းမှုပြောပြီးသွားပြီလားမနေ့က။မပြောရသေးပါဘူးဖြစ်။ကမ္မထံပြောင်းမှုပြီနော်။အားလုံးတာဓုခေါ်ပြောအောင်။ တတတမနေ့ကအကျင့်တော့ဓမ္မကြီးဟောရပါမလားကမ္မထံရှောက်ပြီးပါမနေ့ကရှောက်ပြီးသားမလားအဲ့တော့အတိပွားဒီနေ့အတိရတယ်ဒါတော့မကညံနဲ့လုံးလုံးလွတ်သွားတာပေါ့နော်ဟွာကြတော့မနေ့ကတော့ဒိဋ္ဌိပဲပြုတ်တာပေါ့နော်ဒီခါကျတော့အကုန်လုံးဒီမကညံနဲ့လွတ်လွတ်မြောက်မြောက်သိတာပေါ့နော်အဲဟုတ်ပါပြီကောင်းပါပြီခန္ဓာလည်းလွတ်တယ်ညံလည်းလွတ်သွားတယ်ပေါ့နော်